ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာတော့ Chelsea နဲ့ Ajax တို့ရှင်ပိုင်ကစားပါမယ် Chelsea တင်းရဲ့ Queen ကို Ajax က Ajax ကလာပြီးတော့ရှင်ပိုင်ကစားရမယ်ပေါ့ဗျာ Chelsea အတင်းတွဲတော့ဒါ Benfica ကိုအနိုင်ယူအပြီးမှနောက်ထပ်ကျွန်တော်ဒါအိမ်ဝင်ထက်ပြီးတော့လက်ခံကစားရတာဖြစ်တယ်ဆိုတော့ဒီပွဲမှာလဲ Chelsea ရဲ့ဘက်ကအမှားယွင်းမရှိအနိုင်ယူပြနိုင်ဖို့ကျွန်တော်လူပါတယ်ဘာလို့လဲဆိုတော့ Chelsea အနေနဲ့လက်ရှိရှင်ပိုင်ကစားရမယ်လက်ခံကစားရမယ် Ajax က တော်တော်ကိုဒီရာဒီမှာကျွန်တော်တို့ထင်တယ်လို့ရလက်တွေလုံးပြထားနိုင်ခြင်းမရှိသေးလို့ပဲကျွန်တော်ကစားမားတွေကိုပြီးခဲ့တဲ့ weekend မှာအနားပေးထားတဲ့ Maresca ရဲ့အတင်းကအချိန်ကြီးကောင်းနိုင်မလားကျွန်တော်ကြည့်ရမယ်ပေါ့နော်ဆိုတော့လက်ရှိ Chelsea ရှင်ပိုင်ကစားမဲ့ Irons ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Champions League နှစ်ပွဲကစားပြီးတဲ့နေထားမှာတပွဲမှန် Ajax ဘက်ကအနိုင်ယူထားနိုင်ခြင်းအနိုင်ရထားခြင်းကျွန်တော်မရှိသေးဘူးပေါ့နော် မာစေးကွင်းကိုသွားကစားတော့ငါလည်းကျတို့ဒါ IS ကကျတို့လေးကိုကိုမရှိဆိုတဲ့ရလက်နဲ့ကျတို့ရှုံနေပြီးတော့ပြန်လာရတယ်เนาะပြန်လာရပြီးတော့အချင်းကြီးမကောင်းခဲ့ဘူးပေါ့လေဂိုးပြက်တွေပါတယ်ကျွန်တော်ရှုံးနေဗောနောဂိုးပြက်တွေပါတယ်ကျွန်တော်ရှုံးနေဒါအပြင်ကျွန်တော်ဒါပွဲစဉ်တစ်ဖြစ်ကစားတဲ့ပွဲမှာလည်းအိမ်ဝင်းမှာအင်တာမီလန်ကိုနှစ်ဂိုးဂိုးမရှိနေတဲ့သူရှုံးနေကျွန်တော်လက်ရှိချိန်ထိအီဂျက်ကချန်ပီယံစ်လိပွဲစဉ်နှစ်ပွဲကစားပြီးတဲ့နေသားမှာ တိုက်စစ်ကတကူးမမရသေးတယ်လို့ခန်စစ်က6ဂိုးထိကျွန်တော်ပြီးထားရတယ် တော်တော်ကိုအချိန်ကြီးမကောင်းဘူးလို့ကျွန်တော်ပြောရမယ်ဒါပြင်သူတို့ရဲ့ပြည်တွင်းလိကိုကျွန်တော်ကြည့်တော့လေချီနီကထင်သလိုဖြစ်မနေပါဘူးအရင်ဆိုးရတဲ့နေတိုင်းမဟုတ်ပြီမဲ့လို့သူတို့ရှိရမယ့်နေရာမှာရှိမနေဘူးပေါ့နော် IS ကလည်းရှိမှာအဆင့်၄မှာရှိနေတယ် သူတို့အနေနဲ့ Champions League ဝင်ခွင့်နဲ့ဝေးနေတုံးပဲပေါ့နော်သို့တော်လည်းပဲသူတို့လောလောဆယ်မှာ၉ဘွဲ့ပဲကစားထားသည်တာပါဒါ Netherlands ကတော့၂သင်းပဲဒါဝင်ရောက်ရှင်ပြိုင်ခွင့်ရတယ်ဆိုတဲ့ခါကျတော့ပေါ့နော်သူတို့လက်ရှိအဆင့်၄ရောက်နေတော့အချိန်ကြီးမကောင်းဘူးပေါ့ဗျာအဲ့ဒီကစားထားတဲ့၉ဘွဲ့မှာ IS က၄ဘွဲ့နိုင်ထားတယ်၄ဘွဲ့တည်ရချပြီးတော့တဘွဲ့ရှုံးထားတယ်တည်ရ၄ဘွဲ့ကြီးကျွန်တော်ရှိတယ်ไอซีก็18กูยะทาบิมะคันซีก็17กูดิเปลี่ยนปีทาอะเดดาหาตลอดนี้กูมหันมุโลจรเราပြောว่าเมย์บ่เนาะ ဟိုမဟန်ဘူးလို့ကျွန်တော်ပြောရမယ်ဒါကျွန်တော်တို့ IX ကပုံမှန်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ကျွန်တော်အနေနဲ့ကောင်းပြနိုင်ရမှာအခုတို့ရဲ့အဓိကပြိုင်ပွဲတွေပြိုင်ပတ်တွေဖြစ်တဲ့ FNU တို့ PSV တို့ထက်ပေါ့နော်ကျွန်တော်ဒါပိုပြီးတော့ကျွန်တော်တိုင်ပတ်နေတယ်အတော့အချိန်ကြီးကမကောင်းဘူးเนาะပြိုင်ပွဲဆိုနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်တော့လေ IX မှာ9ပွဲတပွဲပဲရှိပါရှိထားပါသေးတယ်เนาะဆိုတော့တရင်2ပွဲကြာထားတဲ့3ပွဲတိတို့ရှုံးနေထားတယ်ဒါအချင်းကြီးမကောင်းဘူးဆိုတော့ Chelsea ရဲ့ Champions League ပွဲစဉ်တွေကိုကျွန်တော်ကြည့်ရရင်တပွဲနိုင်တပွဲရှုံး ကျုံထားတာကဘိုင်ယန်မြူနစ်ကိုနိုင်ထားတာကဘန်ဖီကာကိုအိမ်ကွင်းမှာဆိုတော့ဟိုပြိုင်ပွဲဆိုနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်ချယ်လ်ဆီကကျွန်တော်၄ပွဲထိနိုင်ထားတယ်၂ပွဲရှုံးနေထားတယ်၂ပွဲရှုံးနေထားတယ်ပေါ့နော်ဆိုတော့ဒါဟာ IX နဲ့ရှင်မယ်ဆိုလို့ရှိရင်အများကြီးအချိန်ကြီးကောင်းတဲ့အနေအထားမျိုးပါဆိုတော့ဒိုင်ယာပြဿနာတွေ injury news တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ Enzo Fernandez ကကျွန်တော်ဒီပွဲမှာပြန်ပြီးတော့ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲဒါအပြင်ကျွန်တော်အနေနဲ့ ဟိုတခုရှိတာကတော့မတိကြဘူးဗျာအန်ဇိုကသူ့မှာဒူးတန်ရာရှိနေတယ်ဆိုတော့ဗောနော်မော်လကူစတိုကလည်းဘယ်လိုပြောမလဲဒီအနီကထိတာတော့ဗျာကျွန်တော်ဘင်ဖီကာနဲ့ပွဲမှာအနီကထိတဲ့ဂူစတိုမလားအဲ့တော့လေအစင်ကမပြေသေးပြန်ဘူးဒီပွဲပါနန်နီမလို့ကျွန်တော်မထင်ဘူးဗောနော် Ajax ရဲ့ဘက်ကလည်းကျွန်တော်သာ United ကစားမဟောင်းမိတဲ့ Vehicles တို့ဘာလို့လို့တိုက်စစ်ကစားမတွေဥဆောင်တာဘာညာနဲ့အချင်းကြီးကမကောင်းဘူးဆိုဖြစ်နိုင်ခြေကြီးကိုကျွန်တော်ကြည့်ရင် Chelsea ဘက်မှာက Robert Sanchez ရှိမယ် Reece James ရှိမယ် Tosin Adarabiyu တို့ကျွန်တော်ရှိမယ် ဲဝက်စလီဖူဖန်နာလည်းတကယ်တမ်းကကစားနိုင်နေပြီပေါ့နော်ဖူဖန်နာလည်းကစားနိုင်နေပြီကျွန်တော်တို့ကအချင်းပေါင်းတော့မှကစားလို့ရတဲ့နေထိုင်မှုထင်တယ်ပြီးရင်ကူဂရလာကျွန်တော်တို့ရှိမယ်ကိုယ်နဲ့မှာကင်စီတို့ပြန်ပါလိုက်မယ်လို့ထင်နေသူဟိုတနေ့ကကစားတဲ့ပွဲမှာကင်စီတို့ကဒုတိယပွဲမှာဝင်လာတာဆိုတော့ကင်စီတို့ ਨੇ ဘယ်တော့ဘူးပါမလဲဂူစတိုကတော့ဂူစတိုပါမယ်ထင်နေတယ်ဒီလဒီပွဲမှာလေဂူစတိုပါလိုက်မယ်ထင်နေဆိုတော့ ဝင်လင်မှာအန်ဇိုမပါဘူးဆိုရင်ရိုမီယိုလာဗီယာကျွန်တော်ရှိအဲ့တော့လာဗီယာကလည်းနာနေတာချဲစီကစဉ်းစားရခက်တယ်ဘယ်ကောင်နေနာနေလို့ဘယ်သူတွေပါဖြစ်မှန်းကိုမသိဘူးဆိုတော့ James နဲ့ပေါ့နော် Gusto နှစ်ယောက်တည်းကတစ်ယောက်ကကွင်းလင်ကိုဖြည့်ကစားလိုက်မယ်လို့ထင်တယ်ကိုင်စီရိုရဲ့ဘေးမှာနံပါတ်10ရူကတော့လက်ရှိ DJ မှာ Esteban ကအကောင်းဆုံးလို့ထင်တယ်သို့တော်လည်းပဲပေါ့နော်သူတို့မှာဆိုလို့ရှိရင်လူငယ်ကစားမလေးတွေဖြစ်တဲ့ Bonano တီတို့ကစားမလေးကျွန်တော်ရှိမယ်ပြီးရင် Neto တို့တောင်ပန်ကစားမလေးကျွန်တော်ရှိမယ်ပြီးတိုက်စစ်ကတော့ဘယ်သူ့ကိုထည့်လာမလဲ George တို့ဘာတို့လား နော်ကျွန်တော်ကျွန်တော်ချီသေးတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့မှာတခြားကစားမားတွေဖြစ်တဲ့ကာနာချူရူပါတို့ကတော့ထင်လို့ချီသွန်းပြမနေဘူးဆိုတော့ပါဘူးတော့ပွဲထွက်လူစင်မှာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ IX ရဲ့ဘက်မှာကသူတို့ကိုဒုက္ခပေးနေတဲ့ကစားမားတွေကအများကြီးမရှိဘူးဗျ IX ရဲ့ဘက်မှာအချိန်ကြီးမကောင်းတော့ဘူးဆိုတော့ဒီပွဲက Chelsea အသင်းတို့က AACC ဖြစ်ရမယ်ပွဲမျိုးကျွန်တော်ကတော့ဂိုးတောင်မှအချိန်ကြီးကောင်းရင်ပြတ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ IX ကတန်ပြန်နေတဲ့ကစားတတ်တဲ့အသင်းကျွန်တော်မဟုတ်ဘူးအဲ့မဲ့လက်ရှိမှာ Chelsea ကို position နဲ့အသာစီးယူပြီးတော့ဒုက္ခပေးနိုင်မယ့်အနေထိုင်မှုလေးကျွန်တော်မဟုတ်ဘူး။အဲ့တော့တေးကြတယ်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင် Chelsea အနေနဲ့နိုင်ပွဲဆက်ဖို့ရှိတယ်လို့ထင်တယ်ပေါ့နော်။သူတို့တွေ Chelsea ကနောက်ဝင်မှာတော်တော်အချင်းကြီးကောင်းနေပြီ။ဒါပါတော့ဒီမတိုင်ခင်မှာသူတို့တွေကျွန်တော်တို့ဒီဘယ်လိုပြောမလဲ Brighton တို့ဘာလို့ကိုရှုံးနေပေါ့မနော်။ဒါပါတော့ Benfica ကိုသူတို့နိုင် Brighton ကိုရှုံးပြီးတော့သူတို့ Benfica ကိုနိုင်တယ် Champions League မှာ Benfica ကိုနိုင်ပြီးတဲ့အခါကျတော့ Liverpool တင်းကိုသူတို့2-1နဲ့နိုင်တယ်။ ဒီပါဦးသိန်းကိုနိုင်ပြီးတော့ international break နားနဲ့ပြန်လာတော့သူတို့တွေ forest ကို away ကမှ z3 နဲ့နိုင်နေတယ်။နိုင်ပြီးတော့အခုလက်ရှိ irons ကိုကစားမယ်ဆိုတော့နိုင်ပွဲတွေကသူတို့ဆက်နေတာ။ဒီပွဲလည်းထက်ပြီးတော့နိုင်လိမ့်မယ်လို့ထင်တယ်။အဲ့ဒါအပြင်ကစားမယ့် Premier League Sunderland နဲ့ပွဲမှာလည်းသူတို့အတွက်တော်တော်ကိုအခွင့်အရေးကောင်းရှိနေတယ်။နိုင်ပွဲ၅ပွဲဆက်ဖို့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုရှင်ရင်ဂိုးတောင်မှပြတ်သွားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ညီကလို့ရောဘလို့မြင်ရတယ်။ဒီပွဲနဲ့ပတ်သက်လို့ Chelsea နေနဲ့အမှန်ကန်လုံးပြနိုင်နေမယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။